ာပါအိမ်ပြန်လန်း channel ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေဒီဗီဒီယိုမှာတော့ slime ကျဲကိုပြီးထောင်ရေးသားထားတဲ့တပတ်ပိတ်အချိုးကျစနစ်အသုံးပြုမယ်မရောက်လာရဲ့ရွေးကောက်ပွဲမအောင်မြင်မှုတော်လန်အုပ်စုများအကြားပူပေါင်းဆောင်ရွက်မှုညှင့်တင်တဲ့ဆိုတဲ့စောင်းပါတပုတ်ကိုမျှဝေပေးတော်မှာဖြစ်ပါတယ်ဒီစောင်းပါကတော့2025 February 13ရက်နေ့ Federal Channel မြန်မာမှာပါရှိတာဖြစ်ပါတယ်ရှင် ယခုဆောင်ပါကိုကျမတို့အင်ပြန်လန်းချန်နယ်ကနေပြန်လည်မျှဝေကွင်းပြုဖို့ဆောင်းပါရှင်နဲ့ Federal ကြာနေမှာတို့ကိုဒီညခါနေပဲလေးစားစွာနဲ့ခွင့်တောင်းလိုက်ပါစေ။နားဆင်နေလာကြည့်ကြရအောင်ရှင်။2025ဇန်နဝါရီလ31ရက်နေ့ကာလုံအစည်းအဝေးမှာမဲအောင်လိုင်းကနိုင်သူအကုံယူ FPTP စနစ်အပါအဝင်စည်ရင်ပိတ်အချိုးကျကိုစားပြုစနစ် Close Party PR ကိုလည်းအသုံးပြုမယ်လို့ပြောဆိုထားပါတယ်။ မြည်တဲ့လွတ်တော်ရင်မြည်ကဲ့သို့ကျင့်သုံးမည်လို့တိတိကျကျမဖော်ပြထားပေမဲ့ဒီစည်ရင်ပိတ်အချို့ကြကိုစားပြုစနစ်ကိုကျင်းပဖို့ပြောဆိုမှုကတော်လိုင်းရေးအုပ်စုတွေရဲ့ရွေးကောက်ပွဲဆန့်ကျင်လှုပ်ရှားမှုဗျူဟာကိုတရားမှုရှိစေမယ်လို့ယုံကြည်ပါတယ်ပြည်နယ်နဲ့တိုင်းဒေသကြီးလွတ်တော်ရွေးကောက်ပွဲကစစ်ကောင်စီရဲ့အခြေခံဥပဒေပုံမှန်161အရဆိုရင်မြို့နယ်တမြို့နယ်မှာလွတ်တော်ကိုယ်စားလှယ်2ဦးစီလို့အတိအလင်းဖော်ပြထားတဲ့အတွက် ဒီပီအာစနစ်နဲ့ကျင်းပဖို့ဘလို့မှမဖြစ်နိုင်ဘူးလို့ဆိုရမှာပါတို့ပဲမဲ့ဒီနယ်နဲ့တိုင်းအဆင့်ရွေးကောက်ပွဲကမရောက်လာတဲ့အတွက်အရေးမကြီးတဲ့အတွက်ခောက်ထားလို့ရပါမယ်ပြည်သူ့လွတ်တော်ကိုကြည့်ရင်ပုံမှန်တက်တုံညကိုမှာတော့မျိုးနယ်ကိုအခြေခံ၍၎င်းဆိုပြီးတော့ပြဋ္ဌာန်းထားတာဖြစ်ပါတယ်ဒါကြောင့်မလို့ပီအာနဲ့ကျင်းပဖို့မဖြစ်နိုင်ဘူးလို့ဆိုရနိုင်ပါမယ်အမျိုးသားလွတ်တော်ကိုတော့ရှမ်းပြည်နယ်နဲ့စကိုင်းတိုင်းမှာရှိတဲ့ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသတွေရဲ့ခွဲတန်းတွေကိုချွင်းချက်ထားပြီးတော့ မရောက်နိုင်ရဲ့ခြေကံဥပဒေပုံမှတက်လေးတရပြည်နယ်နဲ့တိုင်းဒေသကြီးအဆင့်ထက်မကျေပြန့်တဲ့မဲဆန္ဒနယ်မြေတတ်မှတ်မှုဖြင့်ပြာကိုကျင့်သုံးလို့ရပါတယ်။ဒါပေမဲ့မအလာက2008အခြေခံဥပဒေကိုအကြိမ်ကြိမ်ချိုးဖောက်ပြီးသားမှုဒီတစ်ကြိမ်လဲထင်ရဆိုင်ချင်းလုံနိုင်ပါတယ်။အမှန်ကတော့မင်းအွန်လိုင်းပြောတဲ့တပတ်ပိတ်အချိုးကျကိုစားပြုစနစ်ဆိုတာကတော့ Party List Proportional Representation စနစ်ထဲက Close List လို့ခေါ်တဲ့စာရင်းပိုက်အမျိုးအစားဖြစ်ပါတယ်။အလွယ်ကူဆုံးနည်းနဲ့ရှင်းပြရမယ်ဆိုရင်တော့မဲဆန္ဒရှင်တွေက အမတ်လောင်းကိုတိုက်ရိုက်မဲပေးမှာမဟုတ်ပါဘူး။ Party အလိုက်နဲ့ဝင်ပြန်ရမှာဖြစ်ပြီးတော့ Party အသီးသီးကရရှိထားတဲ့မဲအချိုးနှုံအတိုင်းထိုင်ကုန်အမတ်ကိုအသီးသီးခွဲဝေရမှာဖြစ်ပါတယ်။ဥပမာ Party A ကအမတ်90ခွဲတန်းရရင် ဲ့ဒီပါတီရဲ့အမတ်လောင်အမည်စရေးတွေက ထိတ်စီး90ဦးကအလိုလျောက်ဖြစ်အမတ်ဖြစ်ကြပါမယ်။စန့်ကျင်ဘက်အနေနဲ့ဆိုရင်တော့စရင်ဖွင့် open list စနစ်မှာတော့မဲဆန်နာရှင်တွေကပါတီကိုရွေးချယ်ရမှာပြင်အဲ့ဒီပါတီရဲ့အမတ်လောင်စရေးတွေကစိုက်နဲ့တက်တဲ့ဦးစားပေးတဲ့သူတွေကိုထပ်မံရွေးချယ်ရပါမယ်။ဒီနေရာမှာတော်လိုင်းအုပ်စုတွေဘက်ကတိတိနဲ့အချက်နှစ်ခုရှိပါတယ်။မဲဆန်နာရှင်တွေကပါတီကိုသာမဲပေးပြီးတော့ အမတ်လောင်းကိုရွေးချယ်ခွင့်မရှိတဲ့အတွက်ရွေးကောက်ပွဲမပြီးမချင်းအမတ်လောင်းမြည်သူမြို့ဝဖြစ်သည်ဆိုတာကိုကြုံပြီးတော့သိရှိကြမှသိရပါမယ်။ပါတီတွေကသူတို့ရဲ့အမတ်လောင်းအမည်စရင်းကိုရွေးကောက်ပွဲကော်မရှင်ထံကိုတော့တင်ပြမှာဖြစ်ပြီးအများပြည်သူစီကိုတော့လုံခြုံရေးရချက်ပြခြင်းမှချက်ပြပါမယ်။ဒါကြောင့်မလို့အမတ်လောင်းတွေကိုပြစ်မှတ်ထားဖို့တားခတ်ထားဖို့ခက်ခဲနိုင်ပါတယ်။ဒုတိယတစ်ချက်ကတော့မဲဆန္ဒနယ်မြေကိစ္စဖြစ်ပါတယ် FPTP စနစ်မှာတော့ကိုယ်စားလှယ်တဦးတော့မဲဆန္ဒနယ်မြေတစ်ခုတည်းတတ်မှတ်ရပါတယ်။ PR စနစ်မှာကတော့တစ်ခုတက်ပို့ပြီးတော့များပါတယ်။ဒီစနစ်မှာမဲဆန္ဒနယ်မြေတစ်ခုတည်းကိန်းကနန်းတတ်မှတ်ချက်မရှိပေမဲ့စစ်ကောင်စီကတပြည်လုံးမှာထိန်းချုပ်နယ်မြေ၃ပုံ၃ပုံခန့်သာကြန့်ရှိတော့တဲ့အတွက်ပြည်သူ့လွတ်တော်လိုဟာမျိုးဆိုရင်တော့နိုင်ငံလုံးကိုမဲဆန္ဒနယ်မြေတစ်ခုတည်းနဲ့တတ်မှတ်ကောင်းတတ်မှတ်နိုင်ပါတယ်။ဆိုလိုတာကတော့မဲဆန္ဒနယ်မြေကိုကျယ်ပြန့်စွာ ပြုလုပ်ပြီးတော့ လုံခြုံရေးရလှုံရှားသွားလာလို့မရတဲ့နယ်မြေဒေသတွေကိုတော့သူတို့ကရှောင်ရှားတာဒါမှမဟုတ်လွတ်ထားတာပြုတ်လုံနိုင်မှာဖြစ်ပါတယ်။ရွေးကောက်ပွဲစနစ်နဲ့မန်းဆန္ဒနယ်မြေကိစ္စကဒီနေရာမှာဒီလောက်နဲ့ပဲရက်လိုက်ပါမယ်။ဒီလိုရှင်းပြရဲဆိုတာကစစ်ကောင်စီကတလရင်အင်အားစုတွေကိုရှောင်ကွဲနိုင်ဖို့ပြာစတဲ့ကျင့်သုံးမယ်ဆိုရင်မိမိတို့ဘက်ကလည်းဘလို့တံပြန်လှုပ်ရှားနိုင်မှာလဲဆိုတာကိုဘ ्यू ဟာပြန်လဲတုံ့တက်စဉ်းစားနိုင်ဖို့အနေချင်းရှင်းပြခြင်းသာဖြစ်ပါတယ်။ ဒီဆောင်မအနေနဲ့အဓိကထောက်ပြလိုတာကတော့စစ်ကောင်စီရဲ့လမ်းပြမြေပုံပြင်စမမြောက်နဲ့နောက်ဆုံးအဆင့်ဖြစ်တဲ့ရွေးကောက်ပွဲကျင်းပရေးအစီအစဉ်ကိုအမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီနဲ့လူဦးတော်လှန်ရေးမှာပါဝင်နေတဲ့အဖွဲ့တွေကဘလိုမျိုးဘ ிய ူဟာကြကြပူပေါင်းတားဆီးသွားမှာလဲဆိုတဲ့အချက်ဖြစ်ပါတယ်။ ဒီတော့တဖွဲ့ချင်းရဲ့ပြင်ဆင်ဆောင်ရွက်မှုတွေရှိနေကြလိမ့်မှာဖြစ်ပေမဲ့ပါဝင်ပတ်သက်တဲ့အဖွဲ့တွေကြားမှာမဟာပြူဟာကြကြပူပေါင်းညှိနှိုင်းပြင်ဆင်မှုနဲ့ပူပေါင်းဆောင်ရွက်မှုတွေကြောက်ပါလောက်เสียမမြင်တွေ့ရသေးတဲ့အတွက်ဖြစ်ပါတယ်စစ်ကောင်စီကရေကောက်ပွဲပဲချင်းကျင်းပမယ်လို့တိတိကျကျမသိသေးပါဘူး။ မဲဆန္ဒရှင်စည်ရင်အတွက်2025ခုနှစ်ဒီဇင်ဘာလ31ရက်နေ့မှာအသက်18နှစ်ပြည့်ပြီသူတိုင်းကိုစည်ရင်ကောက်ခံမှာဖြစ်ကြောင်းလာဝကနဲ့ပြည်သူအင်အားဝင်ကြီးကထုတ်ပြောတဲ့အတွက်2026ခုနှစ်မှာများကျင်းပရန်ပြင်ဆင်နေသလိုလို့မိကုံထုတ်เสียများရှိပါတယ်။ဒါ့ဝိမဲ့မင်းအောင်လှိုင်ကိုတိုင်ကပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာတရုတ်ပြည်သွားတော့က2025ခုနှစ်အတွင်းကျင်းပမယ်လို့ပြောဆိုတဲ့အပြင် စစ်ကောင်စီလက်အောက်ခံပြည်အောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက2025နိုဝင်ဘာလအတွင်းမှာကျင်းပဖို့အရေးအမတ်တွေပြောဆိုမှုတွေကိုထောက်မယ်ဆိုရင်တော့ယခုနှစ်အတွင်းမှာကျင်းပဖို့ဖြစ်နိုင်ခြင်းပိုများပါတယ်စစ်ကောင်စီလက်အောက်ခံ UEC က၎င်းကော်မရှင်မှာမှတ်ပုံပြန်မတင်လို့ဆိုပြီး NLD အပါဝင်နိုင်ငံရေးပါတီ40ကိုဖျက်သိမ်းခဲ့ပေမဲ့ပါတီသစ်18ခုအပါဝင် ါတီပေါင်း68ပါတီကသူစီမှာမှတ်ပုံတင်လျှောက်ထားပြီးလက်သလောတွင်ပါတီ53ခုကိုရက်တီခွင့်ပေးထားတယ်လို့ထုတ်ပြန်ခဲ့ပါတယ်။စစ်ကောင်စီလက်အောက်တည်ဆဲပါတီဆင်းရင်းတွေက24ပါတီကတော့တိုင်းရင်းသားအခြေပြုပါတီတွေဖြစ်ကြပါတယ်။အဲ့ဒီ24ပါတီတွေကမွန်ညညရေးပါတီနဲ့ကချင်ပြည်နယ်ပြည်သူ့ပါတီတို့ကသာ2020ရွေးကောက်ပွဲမှာလွတ်တော်အမှတ်နေရာတွေရရှိခဲ့ကြပါတယ်။ သူတို့ကလည်းပဲပါတီများပေါင်းစည်းရေးအောင်မြင်ခဲ့ကြတဲ့အတွက်ပြည်သူတွေကလက်ဆောင်ပေးခြင်းဖြစ်တယ်လို့ဆိုနိုင်ပါတယ်။ကျန်တဲ့ပါတီတွေကတော့သက်ဆိုင်ရာတိုင်းရင်းသားပြည်သူများရဲ့ထောက်ခံမှုမရရှိကြပါဘူး။ဒီလိုဆိုရင်လာပိုင်းသာလို့တော့တယ်လို့ယူဆရတဲ့စစ်ကောင်စီရဲ့ရွေးကောက်ပွဲထွက်ပေါက်ကိုတားဆီးဖို့တော်လိုင်းရေးအဖွဲ့တွေဘက်ကဘလို့ပြင်ဆင်နေကြပါသလဲ။အန်ယူဂျီနဲ့အန်ယူစီစီပူးပေါင်းပြီး Anti-Shine Election Committee ကိုပြီးခဲ့တဲ့နှစ်ကလေးကဖွဲ့စည်းခဲ့ပေမဲ့တင်ညာချက်တစ်ကြိမ်ထုတ်ပြန်ခဲ့တာကလွဲလို့ပြင်ဆင်ဆောင်ရွက်မှုမမေ့ရရမတွေ့ရသေးပါဘူး။မကြသေးခင်မှာအန်ယူဂျီဒူးဝင်ကြီးတပါးကချစ်ကောင်စီရဲ့ရေကောက်ပွဲကိုမပြုတ်လုံနိုင်အောင်စန့်ကျင်တားဆီးဖို့မရှင်တွေချမှတ်ထားတယ်လို့ထုတ်ဖော်ပြောသွားခဲ့ပေမဲ့အသေးစိတ်မသိရှိရသေးပါဘူး။ UNG နဲ့သူရဲ့လက်တွဲပေါ်တွေဖြစ်တဲ့ K2C, NUCC, CRPH, NLD နဲ့ CB စတဲ့အဖွဲ့တွေကပူးပေါင်းကြညာချက်တွေထုတ်ပြန်တဲ့အခါမှာစစ်ကောင်စီရဲ့ရွေးကောက်ပွဲကျင်းပပြင်ဆင်နေမှုကိုကန့်ကွက်ကြောင်းအချက်တစ်ချက်အနေနဲ့ဖော်ပြထားတာကိုတော့တွေ့ရပါတယ်။ဒါပေမဲ့ဆိုပြီးခဲ့တဲ့အတိုင်းပဲစစ်ကောင်စီရဲ့ရွေးကောက်ပွဲပြင်ဆင်နေမှုကိုစန့်ကျင်တားဆီးဖို့ ော်လိုင်းရဲ့အင်အားစုစတိတ်ဟိုတာတွေကြားမှာတကြယ်ပြန့်ပြန့်နဲ့ဆွေးနွေးညှိနှိုင်းခြင်းနဲ့ယူဟာရေးဆွဲချမှတ်တာတွေယနေ့အချိန်အထိမတွေ့ရှိရသေးတာကဝမ်းနည်းစရာဖြစ်ပါတယ်။ဒီလိုမဟာဗျူဟာကြကြပူပေါင်းဆောင်ရွက်မှုက2024ခုနှစ်အောက်တိုဘာမှာစစ်ကောင်စီကအစီအစဉ်ပြုတ်လုတဲ့တကောင်စီရဲ့ကောက်ယူမှုကလေးကရှိခဲ့သင့်ပါတယ်။ထုံကုန်ပြောရမယ်ဆိုရင်စစ်ကောင်စီရဲ့ရွေးကောက်ပွဲပြင်ဆင်မှုကတရုတ်နိုင်ငံ၊ရုရှားနိုင်ငံအပါအဝင်အိန္ဒိယနိုင်ငံတွေဖြစ်တဲ့အိန္ဒိယနိုင်ငံ ထိုင်းနိုင်ငံနဲ့ကမ္ဘောဒီးယားနိုင်ငံတို့ကပံ့ပိုးဆောင်ရွက်ရမှာဖြစ်ပြီးတော်လှန်ရေးမှာအမေရိကန်နဲ့အနောက်နိုင်ငံတွေရဲ့ပံ့ပိုးမှုရောက်နေနိုင်ခြင်းရှိတဲ့ဒီနှစ်မှာတော်လှန်ရေးအုပ်စုများအနေနဲ့စိန်ခေါ်မှုကြီးမားပါတယ်။ဒါကြောင့်အနုကြည်အစိုးရတိုင်းဒေါ်လာနဲ့ကိုင်းခေတူးစီနဲ့နိုင်ငံရေးပါတီများမဟာမိတ်ဖြစ်တဲ့ PRCF အပါအဝင်တော်လှန်ရေးအဖွဲ့များနိုင်ငံရေးပါတီများအရက်ဖတ်လူမှုအဖွဲ့အစည်းများနဲ့ပြည်သူများအလွှာဆောင်နဲ့ ညှိနှိုင်းတိုင်နေပြီးစစ်ကောင်စီရဲ့တရားမဝင်ရွေးကောက်ပွဲ အစီအစဉ်မဖြစ်မြောက်ရေးအတွက်မဟာဗျူဟာကြကြပူပေါင်းဆောင်ရွက်တင်မှာကြောင်းဆုံးဖြတ်နောက်ဆက်ပြေးခဲ့ကြတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ရှင်။အရေးတော်ပုံမုတ်ချအောင်ရမည်။